နိုင်ငံကိုကာကွယ်တဲ့နေရာမှာတမတော်တစ်ခုတည်းတတ်တဲ့နဲ့စွန်းနိုင်ပါမလားပြည်သူမပိုင်ရင်ဘယ်လိုစစ်ပွဲမျိုးမှနိုင်အောင်မတိုက်နိုင်ဘူးဆိုတာအင်မတန်ခြေခံကြတဲ့စစ်သဘောတရားကာကြီးခါဝေးဖြစ်ပါတယ်အရတားပြည်သူတွေဟာတမတော်သားတွေလိုလာစားရခါယူပြီးနိုင်ငံတော်ကာကွယ်ရေးတာဝန်အချင်းပြည့်မထမ်းကြပေမဲ့အရေးကြုံလာရင် နိုင်ငံအတွက်အသက်ပေးဖို့ဝင်မလေးတဲ့ပြည်သူတန်ပေါင်းများစွာရှိနေပါတယ် တိုင်းချစ်ပြည်ကြီးဆက်အရာမှာသူရဲ့တတ်သည့်အရာမှာသူတို့လဲငါတို့လိုပါပဲလားဒီလိုတိမှပြုတ်နိုင်မှသာပြည်သူနှလုံးသိမ်းကျုံနိုင်မှာဖြစ်ပါတယ်ငါတို့ပဲတိုင်းပြည်ကိုချစ်တယ်ငါတို့ပဲတိုင်းပြည်ကိုကာဝယ်နေတယ်ငါတို့ပဲတိုင်းပြည်ကိုတည်ဆောက်နေတယ်လို့အထင်ရောက်နေသမျှပြည်သူပခုံးပေါ်တက်ထိုင်ဖို့ပဲစဉ်းစားလာပါလိမ့်မယ်အခုတော်တော်လှုပ်တော်ရင်ကြားတဲ့ဆွေးနွေးချက်တွေမှာတမတော်ဟာပြည်သူတွေက 包括了的，比如咱们罗撇的做嘞这个，你们那么说嘛嘞？咱们罗哈，某某家来来来某某，那拍呀，反正每天来来某某，比如讲包括了了撇吧嘞，比如呢这咋嘞撇不熟人？比如俺们罗金们写的，大文的文博这个谈商务、把文博当熟的们是啊？比如俺们谈的到文个，罗飞先来讲讲这篇啊谈商务六阿八的们。 တမ်းတော်ရဲ့နိုင်ငံရေးမှာပါဝင်မှုနဲ့ပတ်သက်ရင်အခြေအားကျတဲ့ပုံမှန်6ဆလုံးမှာအမျိုးသားနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍဆိုတဲ့စကားရပါတဲ့အတွက်အမျိုးသားနိုင်ငံရေးဆိုတာဘာပါလဲ2008ဖွဲ့စည်းပုံနဲ့ငွေနောက်ရှာပေမဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစုံတရာမတွေ့ရပါဘူးသို့တော့အာနာ300ရဲ့စလုံးမှာတမ်းတော်ကပါဝင်နေတာကိုတွေ့ရတဲ့အတွက်ဒီအာနာ300တနည်းအားဖြင့်အာနာနိုင်ငံရေးမှာတမ်းတော်ရဲ့ပါဝင်မှုကိုပဲ2008က အမျိုးသားနိုင်ငံရေးလို့ဆိုလိုသလားဒီလိုကောက်ယူရမလို့ရှိပါတယ်ဒီလိုဆိုရင်တက်မတော်ရဲ့သမိုင်းတစ်လျှောက်နိုင်ငံရေးဆိုင်ရာမူဝါဒဘလို့ရှိခဲ့တယ်လဲကျွန်တော်တို့ပြန်ကြည့်ဖို့လိုအပ်လာပါတယ်မြန်မာတက်မတော်ရဲ့ဖခင် BIA စစ်တင်နာပတိဘိုလ်ချုပ်ဗိုလ်တေဆာက1304ခုနေုံလားစုံရှိရင်နဲ့ရက်ဆွဲနဲ့အမေရိကခုထုတ်ပြန်ထားတာတွေ့ရပါတယ်မမလွတ်လပ်ရေးတက်မတော်ဒီ အုပ်ချုပ်ရေးနိုင်ငံရေးနဲ့ပတ်သက်၍အလင်းဆွတ်ဖက်ခြင်းပြုလိုက်မည်မဟုတ်ဗမာလွတ်လပ်ရေးတပ်မတော်ဘုံများနဲ့တပ်သားများသည်ပါတီနိုင်ငံရေးအုပ်ချုပ်ရေးကိစ္စများနဲ့ပတ်သက်၍ပါဝင်ဆွတ်ဖက်ခြင်းအလင်းမရှိเสียရပါဝင်ဆွတ်ဖက်သောတပ်သားနှင့်တပ်ဗိုလ်အားကြက်တီးစွာ အပြစ်ပေးလိုက်မည်ဖြစ်ကြောင်းဒါဟာမူလမြန်မာတပ်မတော်ရဲ့နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်ပါတယ်ဒီမူဝါဒဘာကြောင့်ထားရှိရတာလဲစံခိုက်တဲ့ အင်္ဂလိပ်လိုပြောရင် standard army ဆိုတာဘယ်တော့မှနိုင်ငံကြီးအုပ်ချုပ်ရေးမှာပါဝင်ပတ်သက်လို့မရှိပါဘူး။ဒါကြောင့်လေဂျပန်မှာစစ်ပညာသင်ခြင်းကရဲဘော်သုံးကြိမ်ဝင် သခင်ထွန်းအုပ်ကိုစစ်ပြီးတဲ့အခါအုပ်ချုပ်ရေးတာဝန်ယူနိုင်မှုသူ့ကိုစစ်ပညာမသင်စေဘဲအုပ်ချုပ်ရေးပညာတီးသန့်သင်ယူစေခဲ့တာကိုတွေ့နိုင်ပါတယ်။တမရော်ရဲ့ဖခင်ဘုချုံအောင်ဆန်းကိုတိုင်းဒီပင်လေအရက်သားနိုင်ငံရေးတာဝန်ဟို 武昌墓碑哦，罗阿拉的砌嘛，都过来十天大不的夜里哦，上了多阿个的，写段那木拉勒序话勒，没砌嘛？咱们的话，人家伊玛十天八天拉个的嘞，汤锅洋哈子是汤锅啊，炒菜嘛的些，汤锅啊，炒菜呢，汤锅啊，稀碎些嘛的些，汤锅啊，稀碎些，那汤的水够呢嘛的些，人家伊玛把碗拉来锅对呀吧勒。 ဒီသုံးငိမ်စလုံးဟာတပ်မတော်ကနိုင်ငံတော်အာဏာရယူထားတဲ့ကာလအများဖြစ်ပါတယ်ဒီနေရာမှာတပ်မတော်အာဏာသိမ်းတာမှန်ရင်းမှားခြင်းဆွေးနွေးဖို့မရည်ရွယ်ပါဘူးအာဏာတခစ်သို့မဟုတ်တပါတီခစ်မှာတပ်မတော်နိုင်ငံရေးမှာပါတာတဘာဝကြသလိုလိုရှိပေမဲ့ဒီမိုကရေစီခစ်မှာဆက်ပြီးပါဝင်နေဦးမယ်ဆိုတာကတဘာဝကြမကြအကြောင်းယုတ်တိရှိမရှိချင့်ချင်နိုင်ကြဖို့ဖြစ်ပါတယ် မြန်မာနိုင်ငံဆိုရင်တပါတီအာဏာရှင်စနစ်ဖျက်သိမ်းပြီးတော့ဒဂုံးစီနိုင်ငံထူထောင်မှုဆိုတာရှစ်လင်းလုံးလူလူရေးတော်ပုံကြီးရဲ့တမိုင်းဝင် ပိုင်းဖျက်ချက်ဖြစ်ပါတယ်တမတော်ကိုယ်တိုင်ဒီပင်နေဒီလူလူသဘောထားကိုနာယူပြီးဒီမိုကရေစီဖော်ဆောင်မှမယ်ဆိုတဲ့ဂတိကဘုံနဲ့1988မှာနိုင်ငံတော်အာဏာရယူခဲ့တာဖြစ်ပါတယ်ဒီကနေ့အချိန်ဟာ 那么这些一段古标呢，跟那位细节大家，另外一码设备了，保温建材的吧，所以呢，比如像那男人，干了简单，不蛮难简单的大保温的嘛嘞。那么这些女人咯，设备了听讲保温，你也奥没说嘞些个个，那那是落硬的吧嘞。那么这些进展是进行。 最高层决策那里哈，送批下来，你啊个就来不落吧了。大家，我们呢，现在比这决策层，当然还在对乌天团台的保安、敲杀楼、保安、室内、保安失控行为，刷新了。